အားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စာရေးဆရာမနာပတာဤအရှင်ဝိစိတ်တအီတတ်ထားတဲ့ကိုကိုကိုဆုံးမခြင်းဆိုရဲစာအုပ်ပဲဖြစ်ပါတယ်အပိုင်1ပြောကြည့်ခြင်း ਨੇ ကိုကိုကိုစိတ်ဝင်စားတဲ့သူကနှိပ်ပယ်နေနေတယ်လို့နာယူမှတ်သားဖူးတယ်မိမိကိုကို ဝေဖန်ဆန်းစစ်ခြင်းဟာလေအမှားအယွင်းနေစီပါတယ်။နိဗ္ဗာန်ရောက်ဖို့ဆိုတာတဲ့လက်ရှိပစ္စုပန်ဘဝအခြေအနေမှာကိုယ်စိတ်နှပါငြိမ်းချမ်းပြီးကြီးပွားဖို့အသေးချပါပဲ။ Facebook စာမျက်နှာမှာနောင်တော်မနာပတာရှင်မြတ်ကကိုကိုကို ဆုံးမခြင်းဆိုတဲ့အဆုံးမစာသူများကိုဓမ္မလိုလားသူများ လိုက်နာနိုင်စီဖို့တင်ပေးလာပါတယ်။ ညီတော်လေစာစုတွေကိုဖတ်ကြည့်ရင်ကိုကိုပဲပြောနေသလားဆုံးမနေသလားအောက်မေကမေတ္တာတဲ့တွေကိုခံစားရရှိခြင်းနဲ့အတူတိုက်ဆိုင်မှုတွေကလည်းများစွာရှိနေလေတော့အီချန်သက်တာမှုတွေရရှိလာပါတယ်။တင်လာသမျှစာတွေကို နေ့စဉ်ကွန်ပျူတာစာစီကစုဆောင်ထားတယ်။နောက်တော့ကိုပူဇော်တဲ့အနေနဲ့စာအုပ်စီစဉ်ပေးခွင့်တောင်းဆိုတော့ညီတော်စီစဉ်မှာဆိုတဲ့ဖြင့်အလွယ်တကူစောင့်ယူမှတ်တာအကျိုးများစီမည် စာအုပ်အတွင် ပုံဖော်စီစဉ်ကစာဖက်သူလက်ထဲကို အရှာပို့ပေးလိုက်ပါပြီ။ပူလောင်ပြားများကိလေသာအမှောင်ကြားကယုံထွက်ပြီးအေးချမ်းပျော်ရွှင်အကျိုးထင်စေတဲ့ပေါ်ဝါများကိုပိုင်ဆိုင်နိုင်ဖို့ကိုကိုကိုဆုံးမခြင်းစာမွေများနဲ့ဆန်းစစ်ကြည့်ပါလို့ပြောချင်ပါတယ်။အစုံအမများရဲ့မြစ်ပြားကိုကိုကိုအသုံးမကျစေဖို့ကိုကိုကို ဆုံးမနေရတယ်။အစုံအမကလူကိုနှလုံးလှစေတယ်။ နှလုံးလှမှလည်းအသုံးချမှာမဟုတ်လားလောကနဲ့တွေနဲ့ကြုံရတာတိုက်ဆိုင်မှုတွေရှိနေတာကိုကိုကိုတတိမလို့အောင်ဆုံးမကြည့်ရင်ကအဲ့ဒီအဆုံးမလေးတွေဟာဘဝအတွက်မှတ်စုလေးတွေဖြစ်လာခဲ့တယ်လောကမှာကိုလိုလူတွေကများနေတော့ကိုအဆုံးမလေးတွေကလည်းသူတို့အတွက်အထောက်အပံ့ဖြစ်စေတယ်လေအဲ့ဒါနဲ့ပဲကိုအတွက်ဆုံးမရင်သူတို့အတွက်လည်းမျှဝေဖြစ်ခဲ့တယ်ပေါ့ ခုတော့အဲ့ဒီစာစုလေးတွေက ပထမအုပ်အတွက်အပုပ်ရင်50ကျဖြစ်လာခဲ့ပြီဖြစ်လို့တစုတစည်းတဲ့စာအုပ်ဖြစ်ပုံပေါ်ကကိုကိုကိုဆုံးမခြင်းအတွေ့တစ်ဆိုတဲ့အမည်နဲ့အဆုံးမမှတ်တမ်းလက်စစ်ကံဖြစ်ခဲ့ပါပြီကိုကိုကိုဆုံးမခြင်းတစ်စိတ်ကြီးတဲ့သူကတတိကြီးဖို့လိုတယ်စိတ်ကကြီးပြီးတတိကသိရင်စိတ်လိုက်မှန်ပါလုံးမိတတ်တယ်တတိဟာစိတ်အားလုံးရဲ့အချုပ်ပါပဲ ်တတိပါရင်စိတ်ကိုနိုင်မယ်တတိပါရင်စိတ်ကမှားမယ်ဒါကြောင့်စိတ်ကြည်ဖို့တဲ့တတိကြည်ဖို့လေ့ကျင့်ရမယ်စိတ်မြန်ဖို့တဲ့တတိမြန်ဖို့စူးစမ်းရမယ်စိတ်မညစ်အောင်တတိအနှစ်ဆောင်ရမယ်ကိုကိုကိုဆုံးမခြင်းနှစ်ကိုကိုကိုငါဘာမှမဟုတ်ဘူးငါပိုင်ဆိုင်မှုဆိုတာလေဘာမှအမြင်မရှိဘူးငါရဲ့ဘဝဖြစ်တည်မှုဆိုတာလေဘာမှအကြကြီးမဟုတ်ဘူး စတဲ့နှလုံးသွင်းခံယူချက်နဲ့တတိပေးနေရပါတယ်။မဟုတ်ရင်တည်င်ကရှိနေတဲ့ကိုယ့်ရဲ့အရှိတရားကိုအကြောင်းပြုပြီး ကိုယ့်ကိုယ်ကို အထင်ကြီးကမာနတွေကနေရာယူလာတတ်လို့ပါ။လူဟာကိုယ့်ကိုယ်ကို အထင်ကြီးနေပြီဆိုရင်သူတပားကိုအလိုလို အထင်သေးတတ်လာပါတယ်။ကိုယ့်ရဲ့အတ္တမာနကသူတပားအပေါ်အယုအသေးပြုတ်တတ်တဲ့ကာရဝတရားကိုကိုကိုနှိမ့်ချတတ်တဲ့ နိဝါဒတရားတွေကိုလွှမ်းမိုးသွားရင်ဘဝကအကြပိုင်းဘက်ကိုဥတီစေတော့တာပါပဲ။ဒါကြောင့်ဘာမှအကြကြီးမဟုတ်တဲ့လောကကြီးမှာဘာကြောင့်အထကြီးတွေနဲ့မာနတွေကြီးနေကြမှာလဲပေါ့။တကယ်ဆိုရင်အားလုံးဟာတည်ကြအောင်မှာပဲမဟုတ်လား။ကိုကိုကိုစုံမခြင်းသုံးလောကတဘာဝအတက်အကျဆိုတာတက်ပြီးကြာရမှာဖြစ်တယ်လို့ကြာရကလည်းပြန်တက်နိုင်တာပါပဲ။ တဲ့ရကနေကြသွားတဲ့အခါအကြမနာဖို့ကြသွားရင်လည်းပြန်ထစိတ်အနာမရဖို့ကြိုးစားကြရမှာပါဘဝမှာဘသူမှတသက်လုံးအထက်မှာမရှိနိုင်တယ်လို့အောက်ကလူတွေလည်းအထက်ကိုတက်နိုင်ကြတာဖြစ်တဲ့အတွက်အထက်ရောက်နေလို့လည်းမန်မောက်နေဖို့မလိုတယ်လို့အောက်ရောက်နေလို့လည်းနောက်ကျနေပြီဆိုတဲ့ကံစားချက်နဲ့အတွေးမမောက်ဖို့ပဲလိုပါတယ်အဆိုးဆုံးကအတွေးမောက်တာပါအတွေးမောက်ရင်ဘေးရောက်တတ်တယ်လို့ ဘေးရောက်ရင်လည်းမိလျှောက်ဖို့တော့မလွယ်ပါဘူး။အဝေးမရောက်ခင်အတွေ့ဖြောင်းအောင်ပြင်ကျစေချင်တာပါ။အတွေ့ဖြောင်းနေတဲ့သူဟာတက်ရာကကျသွားလေအကြမနာတယ်လို့ကျရာကပြန်ထဖို့လေအထမကြပါဘူး။အရေးကြီးဆုံးကအတက်ချဆိုတာကိုလက်ခံတက်နေတဲ့အခါတတိထကျနေတဲ့အခါကုသိုလ်ပွားပြန်မများဖို့အရေးကြီးတာပါပဲ။ကိုကိုကိုဆုံးမခြင်းလီ မြင်နေတဲ့သူဟာယုံကြည်မှုလွတ်တတ်တယ်။အယုံလဲလွတ်တတ်တယ်။ဉာဏ်များလို့ရင်လည်းကောက်ချက်သွားတတ်တယ်။ဉာဏ်ဤဉာဏ်နဲ့တွေ့တုံတတ်တယ်။ဉာဏ်နဲ့ရှင်တဲ့ယုံကြည်မှုမျိုးကသာမှန်ကန်ပြီးအကျိုးရလက်ကောင်ကို ဖြစ်စေနိုင်တယ်။လွန်ကဲမှုဆိုတာအယုံလွန်ရင်လည်းမကောင်းတယ်လို့ဉာဏ်ကွန့်လွန်ရင်လည်းမကောင်းဘူး။ဉာဏ်နဲ့အယုံသူစုံညီမှအယုံလဲမှန်ဉာဏ်လဲမှန်ဤချင့်ယုံတတ်မှသင်ကုန်မြတ်ဤ ကိုကိုကိုဆုံးမခြင်းငါဆဲရဆိုတာသူဆဲကိုဆဲဆဲမအားရှိတာတယောက်တည်းဆင်ရင်အားမရှိဘူးသူတလုံးဆဲတာကိုက မခံနိုင်တော့နှလုံးပြင်ဆဲဟိုကအားရပါလာပြီးသုံးလုံးလောက်ထက်ဆဲကိုကထက်ပြီးပိုဆဲအဲ့ဒီလိုအပြန့်ပြန့်နဲ့လဲဆဲရင်နဲ့ကြာတော့အချင်းချင်းတက်တဲ့အထိတောင်ဖြစ်ကုန်တော့တာဒေါသရဲ့သဘောကအဲ့ဒီလိုပဲစွပေးရင်ကြွလာတတ်တဲ့သဘောရှိရင် ဲ့ဒီတော့ဘာလို့ရမလဲဆိုတော့ဘသူကကိုယ့်ကိုဘလို့ပဲလာစေစေဘလောက်ပဲလိုက်တတ်တတ်တစ်ဖက်လူအရှိအောင်ပြန်မတိုက်ဖို့ပဲပြန်မစဲဖို့ပဲကိုကအတိုက်အခိုက်အစဲဆိုတွေမလုပ်ရင်သူ့ဘာသာသူမောပြီးနားသွားလိမ့်မယ်မနာလဲသူ့တော်သားနဲ့သူပဲပူနေမှာပဲလीအဲ့ဒါကိုကလိုက်ခံစားတော့ကိုပါပူလာတော့တာပေါ့အဓိကကတော့ကိုဘက်ကအဖို့တွေမယူဖို့နဲ့မှုတွေမပို့ဖို့ပါပဲ။ ကိုတော်သားကသူများအားရှိအောင်မလုပ်ဖို့ပါပဲကိုကိုကိုဆုံးမခြင်း6လူဟာငွေနောက်ကြီးလိုက်သွားရင်အကျင့်နာပြောက်သွားတတ်တယ်အချစ်ကျင်းလွန်းရင်လည်းနားလည်မှုလွတ်တတ်တယ်အနစ်နာခံလွန်တဲ့သူအပေါ်လည်းကိုချင်းစာတရားမေ့သွားတတ်တယ်ဝိုင်းမြောက်ပေးသူတွေကြောင့်ဝိုင်းမြောက်ပေးမှုတွေရှားတတ်တယ်ဒါကြောင့်ငွေပေးဖို့တဲ့အကျင့်နာပေးနိုင်အောင်ကြိုးစားရမယ်အချစ်ပေးဖို့တဲ့နားလည်မှုပေးနိုင်အောင်ကြိုးစားရမယ် အနည်းနာခံပြီးဖို့ထက် ကိုချင်းစပေးနိုင်အောင်ကြိုးစားရမယ်။မြောက်ပြင်ပြီးဖို့ထက်မုဒိတာပေးနိုင်အောင်ကြိုးစားရမယ်။အစာပေးဖို့ထက်အတိပေးနိုင်အောင်ကြိုးစားရမယ်။ကိုကိုကိုဆုံးမခြင်းခုနှစ်ညှော်လင်းချက်အရန်ထရင် စိတ်တိုင်းမကြပို့ပြီးဖြစ်တတ်တယ်။အလိုမကြတာတွေ များလာတတ်တယ်။ကိုကဖြစ်စေချင်တာတွေများလေလေကိုမှစိတ်တိုင်းမကြတာတွေများလေလေပဲ။ဒါကတည်းက ကိုယ့်ရဲ့မျှော်လင့်ချက်နဲ့ကိုဖြစ်စေခြင်းနဲ့ဆန္ဒတွေဟာတပတ်လူရဲ့လုံနိုင်မှုစွန့်အားထက်ပိုပြီးဖြစ်စေခြင်းတာပိုပြီးမျှော်လင့်နေမိတာတွေကြောင့်ကိုယ်မှာစိတ်တိုင်းမကျပိုပြီးဖြစ်ရပိုပြီးခံစားနေရတာမျိုးဖြစ်တတ်တယ်။အရင်စတော့ကိုယ်မျှော်လင့်ချက်နဲ့ကိုယ်ဆန္ဒတွေက ကိုယ့်ကိုစိတ်တိုင်းမကျပိုပြီးဖြစ်နေစေတော့တာပါပဲ။သူမကိုမဟုတ်တာပဲဆိုတဲ့အတွေ့ကိုပြီးဖယ်ပြီးသူ့ကိုကိုဖြစ်စေခြင်းတာတွေက ကိုကိုကိုအလုံးမကျဖြစ်စီတော့တာပါပဲ။ဒါကြောင့်သူနဲ့ကိုနဲ့ညီအောင်ညှိဖို့တဲ့ကိုကိုကိုညီအောင်အရင်ညှိဖို့ကြိုးစားရမယ်။မျောလင်းချက်နဲ့ဖြစ်စေခြင်းနဲ့ဆန္ဒကိုလျှော့ချပြီးကိုရဲ့စိတ်တိုင်းမကျမှု အလုံးမကျမှုကိုတတိနဲ့ထိန်းညှိနိုင်အောင်လေ့ကျင့်ရမယ်။ကိုကိုကိုဆုံးမခြင်းရှစ်ကိုကောင်းတယ်လို့သူမကောင်းလေကိုမပြောင်းပါစေနဲ့။သူမကောင်းရင်သူ့အကြောင်းပဲလေ။သူ့အကြောင်းဟာကိုကြိုးပဲပေါ့။ သူ့ချိုဟာကိုယ်ဆိုမဖြစ်ဖို့ပါပဲကိုယ်ဂျေဇုပြုဖို့သူကကိုယ်ဂျေဇုမတိခြင်းရှိပါစေတော့ကိုယ်တိနေပြီးတာပဲလေသူမတိတတ်တာသူ့ပိုင်မယ်ပေါ့သူရိုင်းတယ်လို့ကိုမရိုင်းဖို့ကိုယ်တမိုင်းပါပဲကိုနားလည်းပြီးသလားသူ့ကောက်နေလေကိုမဖောက်မိပါစေနဲ့ကိုဘက်ကတော့ဖြောင်းနေဖို့ပဲမဟုတ်လားသူနားမလဲတာကိုအားငယ်ဖို့မှမဟုတ်တာအချိန်တည်းနားလည်းမှုတွေရအားငယ်မှုတွေကြာသွားမှာပါပဲ။ ကိုကိုကိုဆုံးမခြင်းကိုဘဝမှာလူတစ်မျိုးမလူတစ်မျိုးအပြောင်းလဲမြင်တဲ့သူတွေလည်းတွေ့နေရမှာပဲဒါဟာရှောင်လဲလို့မရတဲ့လောကရံတစ်မျိုးပါလူတဲ့အချိန်မှာပုံစံအမျိုးမျိုးနဲ့ရောက်လာကြမယ်မလူတော့တဲ့အခါအကြောင်းပြချက်အမျိုးမျိုးနဲ့ရှောင်သွားကြမယ်ဒီအတွက်သိမခံစားပါနဲ့ကိုကသူတို့ကို ခေါ်ထားတာမှမဟုတ်တာသူတို့လူလို့ရောက်လာတယ်မလူတော့ကိုယ်ဖယ်သွားတယ် လိုလိုက်မလိုလိုက်ကသူတို့ဘာသာဖြစ်နေတာကိုကအနေသာကြည့်ပါ သူဘာသာသူပြောင်းနေတာကိုကဘာဖြစ်လို့လိုက်ခံစားနေမှလဲပေါ့ကိုတက်ကတော့သူတို့လိုချင်မလိုချင်တဲ့ကို့မှာအပြစ်တွေပိုချင်မပိုချင်ကပိုအရေးကြီးတာပါမလိုတော့လဲကို့မှာအပြစ်တွေမပိုတော့ဘူးပေါ့လိုနေအပြစ်တွေကပိုရင်ပိုနေတတ်တာပဲမဟုတ်လားဒါကြောင့်လိုချင်မလိုချင်ဟာ သူ့အပိုင်းအပြစ် မဖို့အနစ်မလိုဖို့ကကိုယ်ပိုင်းမှာပဲကိုယ်တမိုင်ကိုရေးရင်လူမျိုးမျိုးကြားတို့တွေမရိုင်းကြဖို့ပဲ အရေးကြီးတာပါရိုးရိုးလေးပဲတွေးလိုက်ပါ အမျိုးမျိုးမတွေးပါနဲ့ကိုကိုကိုစုံမခြင်း30ရယူခြင်းစိတ်များတဲ့သူဟာဆွလွတ်ရမှာကိုကြောက်တယ်။ပိုင်ဆိုင်လိုမှုက တွေ့တာမှုကိုဖြစ်စေတယ်။တွေ့တာများတော့ပူလောင်မှုက တိုးလာတယ်။ဒါကြောင့်အပူရော့ဖို့အယူလျှော့ရမယ်။ မကျေနပ်မှုအားကြီးရင်ငြိမ်းချမ်းမှုကိုလျော့ပါစေတတ်တယ်။စိတ်လိုက်မှန်ပါလုပ်တတ်မှုဟာနှစ်ဦးနှစ်ဖက်မကျေမနှက်ဖြစ်ဖို့တတ်တတ်ပါပဲ။မကျေနပ်တာတွေများလာရင်အတေတတာတွေပါဖြစ်လာတတ်တယ်။ဒါကြောင့်အနေမြတ်ဖို့မကျေနပ်ချက်ကိုလျှော့ရမယ်။မတိတာတွေများလာရင်သိစရာတွေရှားလာတတ်တယ်။အတိနေလာမှုကအမှန်အမှားဝေဝါးမှုကိုဖြစ်ပေါ်စေတယ်။အတိမဲ့လာမှုကအရှိမဲ့မှုကိုတိုးဝါစေတယ်။ ဒါကြောင့်အရှိမစိုးဖို့အတိတိုးအောင်လုပ်ရမယ်။အရင်စတော့အဖို့ဆိုတာသူများကြောင့်ပူရာထက်ကိုလောဘကိုတောတာကိုမောဟတွေကပဲပူနေတာပါလား။ကိုကိုကိုဆုံးမခြင်းစတဲ့ခွဲရမှာကြောင်းရင်အစကလေးကမတွဲတာကောင်းတယ်။တွဲရဆိုတာခွဲခြင်းရဲ့အကြောင်းပဲ။ဘသူတွေဘလောက်ပဲအတွဲကောင်းနေကြပါစေအမြဲပြောင်းနေတဲ့လောကကြီးမှာအချိန်တန်တော့လေမြည်တဲ့သူနဲ့ ခွဲကြရတာပဲမဟုတ်လားအရှင်ခွဲနဲ့အတေခွဲပဲကွာတယ်ဆိုတော့ကတွဲမရလို့ခွဲကြတဲ့အခါအခွဲကောင်းဖို့ပဲကြိုးစားရမယ်အမုန်းနဲ့မခွဲပဲအပြုံးနဲ့ခွဲနိုင်အောင်အချစ်နဲ့မခွဲပဲအနစ်နဲ့ခွဲနိုင်အောင်မတရားနဲ့မခွဲပဲတရားနဲ့ခွဲနိုင်အောင်အကုသိုလ်နဲ့မခွဲပဲကုသိုလ်နဲ့ခွဲနိုင်အောင်လေ့ကျင့်ရမယ်အချိန်တန်ရင် ခွဲရမယ်ဆိုတဲ့အသည့်ကိုစင်ကျင်ပြီးတွဲနေတဲ့အချိန်မှာအလွဲတွေမများဖို့ အတွဲလွန်ပြီးအဆွဲလွန်ယောဂမဖြစ်ဖို့ အတွဲများတဲ့အလွဲအမှားကြောင့်ငရဲသွားတဲ့အထီမရောက်ဖို့တတိပြုကြရမယ်။အကောင်းဆုံးကတော့အတွဲနဲ့အခွဲကိုတတိပြုပြီးမမြဲကြလို့ခွဲကြတဲ့အခါအလွဲတွေနဲ့မခွဲကြပဲအချိန်တန်လို့ခွဲကြတာလို့သဘောထားမနောအားကောင်းအောင်သာကြိုးစားကြဖို့ပါပဲ။ကိုကိုကိုဆုံးမခြင်းဆက်နှစ်အကျွေးဆိုရင်ဘာအကျွေးမှမကောင်းဘူး။ အစိုးဆုံးကကန့်ကြွေးပဲကန့်ကြွေးပါလာရင် သူတော်ကောင်းကြီးတွေတော့ပြီးဆက်ရတာဆိုတော့ကိုလိုတာမန်သူတွေအတွက် အကျွေးတွေချာပြန်များနေတာပါဆိုင်လိုက်ပေါ့အတိတ်ကျွေးကြီးတဲ့သူကပစ္စုပန်မှာအကောင်းတွေလုံနေပြီမဲ့လေမကောင်းတွေပဲကြုံနေရတာရှိတတ်တယ်လို့အဟောင်းကောင်းတဲ့သူကြပြန်တော့ပစ္စုပန်မှာအကောင်းပေမဲ့အကောင်းတွေကြုံရတာလည်းရှိနိုင်တာပါပဲဒါကသူ့အကြောင်းနဲ့သူ့အကျိုးပါကို့အတွက်ကတော့ကောင်းကောင်းဆိုးဆိုး ကိုကိုကိုပဲရင်ဆိုင်လက်ခံဖြေရှင်းရမှာပါ အကောင်များလို့လည်းပြောင်းမသွားနဲ့မကောင်းများနေလို့လည်းစောင့်မသွားနဲ့အတိတ်အဟောင်းအားကိုပစ္စုပ္ပန်အကောင့်တရားနဲ့ထိန်ချောင်ပြဖို့ပါပဲရေးကြည့်တာကအကျွေးဆက်ရင် အကျွေးမထက်ဖို့ပါအတိတ်ကံအကျွေးတွေကြောင့်အဆိုးတွေကြုံနေရတဲ့ကြာ နောက်ထပ်ပေးဆက်ရမယ့်အကျွေးတွေထပ်မများရအောင်ကိုယ့်ရဲ့အလုပ်တိုင်းမှာတတိရှိနေဖို့ပါပဲအကျွေးပါရင်ဆက်ပါ အတိုးတော့မထက်ပါစေနဲ့ပေါ့ကိုကိုကိုဆုံးမခြင်း73တန်တရားဆိုတာပြုတ်ခွဲခြင်းရဲ့အစပဲရှင်ထဲမှာထားရင်အထင်လွဲစရာများမယ်အစမကြေတဲ့အချက်ကကဘာမကြေတဲ့မျက်ကိုတော့ဖြစ်စေတာမဟုတ်လားအထင်လွဲတာအစမကြေတာတန်တရားဆိုတာတွေဟာတရားနဲ့တရားကြားနားလည်မှုရှားစေတဲ့အတွက်တန်တရားဆိုတာကိုမတော်မှအကြကြမထားရဘူးကြကြထားရင်အခါခါမှတ်တတ်တယ် မာမကင်းတဲ့လောကကြီးမှာတစ်ခါတခါတရားနဲ့တရားအထင်လွဲတာသင်တရားဝင်တာ နားလည်မှုလွဲတာတွေတော့ရှိတတ်တာပေါ့အဲ့ဒါမျိုးဖြစ်ခဲ့ရင်တဘောရာကြီးကြီးနဲ့ပွန့်ပွန့်လင်းလင်းတွေ့ဆုံဖြေရှင်းနိုင်အောင်ကြိုးစားသင်တယ်မဖြေရှင်းပဲအမြင်အကြားနဲ့အထင်မှရင်ကြာလာတာနဲ့အမျှသင်တရားတွေကြီးထွားစေပြီးအစာမကြေမှုတွေနဲ့မကြေနပ်မှုကို တိုးဝါစေတတ်တယ်အဲ့ဒီမကြေနပ်ချက်ကနောက်ဆုံး တယောက်နဲ့တယောက်မခုံမပြောနိုင်တဲ့အထီးဖြစ်လာပြီးမိတ်ဆွေကလည်းရင်သူတော်ဖြစ်သွားတတ်ကြတာပဲမဟုတ်လားဒါကြောင့်တန်တရားဟာ အမှန်မရဘူးအထင်တွေတာဟာအထင်မမှန်ဘူးလို့သဘောပေါက်ပြီးလွဲနေတာတွေမှားနေတာတွေအပေါ်သူ့ဘက်ကိုဘက်အတ္တမာနာလေးတွေလျှော့ပြီးနားလည်မှုနဲ့တွဲလက်ဆက်ကြဖို့ပါပဲကိုကိုကိုဆုံးမခြင်းဇလီအယုဒီပေးခံရဖို့ ဂျေဇူးအတင်ခံရဖို့စေတနာကိုအတိအမှတ်ပြုခံရဖို့ဆိုတာတောင်းယူရမယ့်အရာ ပြောယူရမယ့်အရာမဟုတ်ဘူးကိုယ်စေတနာနဲ့ကိုယ်လူရကပဲပုံဖော်ပေးသွားတာပါ အမိန်ပြီးစိတ်ခိုင်းတာတွေဟာတခါတခါသူတစ်ပါးပေါ်အနိုင်ကျင့်တဘောမျိုးတက်ရောက်တတ်တယ်တကယ်တော့ဘဝမှာ ကိုယ်စေတနာသာမှတ်မယ်ဆိုရင်ဘယ်သူအတိအမှတ်ပြုပြုမပြုပြုဘယ်သူဂျေဇူးတင်တယ်မတင်တယ်အရေးမကြီးဘူးကိုယ်စေတနာကိုတည်ပြီးသား ကိုကိုကိုအတိမဲ့ပြူပြီးသားပဲလေဒါကြောင့်အလုံးလုံးတဲ့အခါအယုတ်ဒီပေးခံရဖို့မလုပ်ပါနဲ့ယေစုတင်ခံရဖို့ဥမတီပါနဲ့အတိမဲ့ပြုခံရဖို့အလေးမထပါနဲ့စေတနာကောင်းကောင်းနဲ့တည်ရမှုကောင်းဖြစ်ဖို့ကြိုးစားပါအားလုံးဟာဒီပြေဆုံးသွားပါလိမ့်မယ်ကိုကိုကိုဆုံးမခြင်း15တိခန့်ခြင်းခွင့်လွှတ်ခြင်းမေတ္တာထားခြင်းဆိုတဲ့သဘောတရားတွေဟာလက်တွေ့ဘဝ ိုင်းနာခြင်းသုံးဖို့အတော်ခက်ပေမဲ့လက်တွေ့ခြင်းသုံးနိုင်ရင်တော့အတော်လေးကိုအေးချမ်းတဲ့တရားတွေပါ။ဒီခံလိုက်လို့ခွင်းလွန်လိုက်လို့မေတ္တာထားလိုက်လို့ဖြစ်ပေါ်လာတဲ့အကျိုးတရားမှုဟာကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကိုအများကြီးငြိမ်ချမ်းသွားစေတာပါပဲ။တော်တော်များများပေါ်ရမှာပူလောင်ကြတယ်။စိတ်တော်ကဖြစ်ကြတယ်။စိတ်ပင်ပန်ကြတယ်ဆိုတော့ကလေဒီမခံနိုင်လို့ခွင်းမလွန်နိုင်လို့မေတ္တာမထားနိုင်ကြလို့ဖြစ်တာပဲများတယ်မဟုတ်လား။ ဒါကြောင့်စိတ်မှာဟိုတွေးဒီအတွေးတွေနဲ့လေးနေကြမယ်အစားအနေပေါ်အောင်ဖြေလျှော့တဲ့အနေနဲ့တီးခံကြည့်လိုက်ပါ ခွင့်လွှတ်ကြည့်လိုက်ပါမေတ္တာထားကြည့်လိုက်ပါ အားလုံးဟာငြိမ်ချမ်းနေမှာပါပဲအပိုင်းနှစ်ကိုဆက်လက်ဆောင်မျိုးနားဆင်ပေးကြပါအောင်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ် ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက် video လေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။